ကရင်မျိုးသားစီယုံ KNU အတွက်မှာစီလုံးညီညွတ်ကြွားဖို့ပြည်တွင်းပြည်ပကရင်လူထုနဲ့ကရင်နိုင်ငံရေးပါတီတွေကလည်းတိုက်တွန်းတောင်းဆိုနေကြပါတယ်။ကရင်မျိုးသားလူမျိုးရေးတပ်မတော်စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးမူတူစေဖို့နဲ့ဒီဗဟုကော်မတီဝင်နှစ်ယောက်ကိုတာဝန်ကနေဖယ်ရှားပြီးနောက်ပိုင်းမှာ KNU အဖွဲ့အစည်းမှာကွဲသွားနိုင်တယ်ဆိုတော့တုံးသက်ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်ပြည်တွင်းပြည်ပကကရင်တိုင်းဝန်တွေကလည်းအခုလိုသတိပေးတိုက်တွန်းမှုတွေပြုလုပ်နေကြတာပါဒီနိုင်ငံရေးအရာဖြစ်စီ ုပ်ကိုရေးရဖြစ်စေသဘောထားကိုယ်လွယ်မှုတွေရှိနေပေမဲ့ကရင်လူမှုအကျိုးအတွက်ဥတီလှုပ်ဆောင်ဖို့လိုတဲ့အကြောင်းကရင်ဒီမိုကရက်တစ်ကရင်ဒီမိုကရက်ပါတီဥက္ကဋ္ဌဦးစောတန်းကျော်ဦးကပြောပါတယ်ခင်ဗျာမြန်မာဒီမိုကရေစီကောင်းဆောင်တော်ဆန်းစုကြည်ရဲ့အမေရိကန်ခေးစဉ်ပြီးဆုံးပြီးတော့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့အကြောင်းဥမောင်တူကစူးစီးတင်ဆက်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒေါ်ဆန်းစုကြည်ဟာ ရန်ကုန်လေစိတ်ကိုအော်တိုဘာလ၄ရက်နေ့ညပိုင်းမှာအခုလိုရောက်ရှိလာပါတယ် ပတ်ကြော်ကြားအမေရိကန်ခီးစဉ်အတွင်းမှာတော့အမေရိကန်ကွန်ဂရက်က ပေးအပ်တဲ့စုယူပွဲအပြင်မြန်မာမိသားစုတွေနဲ့လည်းမျိုးတချို့မှာတွေ့ခဲ့တာပါ ားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေចောင်းသားတွေနဲ့ပြည်သူလူထုတွေကလာရောက်ကြိုဆိုခဲ့ကြပါတယ်ကျွန်တော်မောင်တူးပါ ို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ညီလာခံခေါ်ယူရေးနဲ့ပတ်သက်ပြီးတော့မန္တလေးတိုင်းမှာလုပ်ငန်းစဉ်ရှင်းလင်းပွဲကျင်းပခဲ့တဲ့အကြောင်းကွန်ဘတ်တာကသတင်းပေးပို့ထားပါလေ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ညီလာခံလုံငန်းစဉ်ရှင်းလင်းပွဲကိုမန္တလေးမြို့ပတိုမှာခမ်းမမှာအောက်တိုဘာလ၄ရက်နေ့ကကျင်းပခဲ့တာ ဖြစ်ပါတယ်။အခုလိုညီလာခံကျင်းပရတာဟာလာမယ့်နေ့မှာဗဟုညီလာခံကျင်းပနိုင်ဖို့ပြင်ဆင်ထားတာဖြစ်တယ်လို့ပြောပါတယ်။ဗဟုကအတွင်ရေးမှုအဖွဲ့ဝင်ဦးအောင်ကျိုင် ဘဟုညီလာခံချင်းပရေးကော်မရှင်အစည်းအရုံးတာဝန်ခံမုံရွာဦးအောင်ရှင်နဲ့ဘဟုညီလာခံကော်မရှင်ဥပဒေရေးရာအဖွဲ့ဝင်တရားလွတ်တော်ရှင်းနေကြီးဦးကြည်ဝင်းတို့ကတက်ရောက်ခဲ့ပြီးအဖွဲ့ချုပ်ရဲ့တမိုင်းဒီကနေ့အဖွဲ့ချုပ်နဲ့ဥပဒေရေးရာကိစ္စနဲ့ညီလာခံလုပ်ငန်းဆိုင်ရာအစဉ်အဆက်တို့ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ1988ခုနှစ်ကစတင်ထူထောင်ခဲ့ပြီးစစ်ဆိုရလက်ထက်တလျှောက်လုံးမှာပါတီကောင်းဆောင်တွေအများပြားထောင်သွင်းအကျဉ်းချခံခဲ့ရတာတွေဖြစ်ခဲ့တာကြောင့် ပါတီညီလာခံကိုတကြိမ်မှမကျင်းပနိုင်ခဲ့ပါဘူး။စိမဲ့ဖြစ်နေတဲ့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့ရက်ကျင်းညီလာခံကျင်းပနိုင်ဖို့အတွက်နောက်နေနိုင်ပေမယ့်အဖွဲ့ချုပ်ရဲ့ဗဟိုညီလာခံကိုတော့ပါတီကောင်းဆောင်တွေမျှော်လင့်တဲ့အတိုင်းအချိန်မီဆောင်ရွက်နိုင်မယ်လို့မျှော်လင့်နေကြပါတယ်။ကျွန်တော်ခွန်ပါတာပါ။ဗုဒ္ဓဆုံးမဩဝါဒမြတ်တာတရားရီရေးသားထုတ်ဝေဟောပြောမှုနဲ့လူသိများတဲ့ဆရာတော်အရှင်စန္ဒာတိကဦးစီးပြီးတော့ မြန်မာနိုင်ငံတွင်းကတက္ကသိုလ်ဆက်မတက်နိုင်တဲ့တောင်းသူတောင်းသားတွေအတွက်ပညာသင်စုပေးအပ်မယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာထားပါတယ်။အရွှေပါရမီပညာသင်စုလို့အမည်ပေးထားတဲ့ဒီပညာသင်စုကိုလာမယ့်2023ခုနှစ်တက္ကသိုလ်ပညာသင်နှစ်ကနေစတင်ပေးအပ်မှာဖြစ်ပြီးတော့2022မှာစေတန်းဆောင်ပွဲကိုထူးချွန်စွာအောင်မြင်ပြီးတော့စေတက္ကသိုလ်၊သွားမဲ့ဆိုင်ရာစေတက္ကသိုလ်၊သူနာပြုနည်းပညာပညာရေးတက္ကသိုလ်နဲ့ကောလိပ်ကျောင်းတွေတက်မဲ့ကျောင်းသား60ကို ပညာသင်စုပေးအပ်သွားမယ်ဆိုပြီးကြေညာချက်မှာဖော်ပြထားပါတယ်။အလျှောက်ထားခြင်းတဲ့သူတွေအနေနဲ့ကိုယ်ရေးအချက်လက်တွေဓာတ်ပုံသုံးပုံနဲ့ရွှေပါရမီပညာသင်စုကြီးမြင့်ရေးအဖွဲ့အမတ်61စေဝရလန်လာတာမျိုးနဲ့ရန်ကုန်မြို့ကိုဖိတ်ပို့လျှောက်ထားနိုင်တယ်လို့သိရပါတယ်ခင်ဗျာ။1982ခုနှစ်နိုင်ငံသားနိုင်ငံသားဖြစ်မှုဥပဒေကိုဖျက်သိမ်းစရာမလိုအပ်ဘူးဆိုပြီးတော့ဒီသင်္ကန်းကြီးမြို့နယ် ဒီသူတို့ကိုယ်စားလှယ်ဦးသိန်းညွန့်ကပြောဆိုတဲ့အကြောင်းဦးအန်ဖုံးမြတ်သတင်းပေးပို့ထားပါရခင်ဗျာ။အော်ဒါလာ၄ရက်နေ့ကမြို့သားဒီမိုကရေစီပါတီတဲ့ပါတီတီထောင်ချင်းနှစ်ပတ်လည်နဲ့ပါတီကလွတ်တော်ကိုယ်စားလှယ်တွေရဲ့မဲဆန္ဒရှင်ပြည်သူတွေကိုအတွေ့အကြုံရှင်းလင်းတဲ့အခမ်းအနားမှာပါတီရဲ့ဥက္ကဋ္ဌဦးသိန်းညွန့်ကပြောကြားလိုက်တာပါ။အခုတည်းကကျွန်တော်ပွင့်လင်းလင်းပြောမယ်။နိုင်ငံရေးမှာခုခုနကကျွန်တော်ပြောသူပေါ့။ခင်ဗျားဆန္ဒကျွန်တော်မပြောဘူး။ထောင်ဖို့အစ်စ်နှစ်နိုင်ငံသားဥပဒေကြီးဖြတ်သိမ်းဖို့မလိုပါဘူး။ ဒီနိုင်ငံဥပဒေကအဲ့ဒီချိန်လောကအာဏာရှင်စနစ်တို့ဆိုပေမဲ့ဤသူလူရဲ့ဆန္ဒကိုရယူလာတဲ့ဥပဒေတရားဖြစ်တယ်။ထို့တော့ဘယ်ဥပဒေဖြစ်ဖြစ်ဒီနေ့ကုလသမဂ္ဂမှာချမှတ်ထားတဲ့နိုင်ငံတကာစံရေးစံနှုန်းတွေနဲ့မကိုက်ညီတဲ့ချက်ဆိုရင်လွတ်တော်မှာပြန်လည်ပြင်ဆင်ဖို့ကျွန်တော်စဉ်းစားပေးပါမယ်။ဒီအချိန်အဝတွေဖြတ်သိမ်းပေးမယ်ဆိုတော့နှုတ်ကြုံတဲ့စကားမျိုးကျွန်တော်ပြောပါဘူး။ အဲ့ဒါမပြောတဲ့အတွက်တင်ငန်းကျော်အစနဘာလာဝင်သူကကျွန်တော်မဲမပေးဘူးဆိုရင်လေဒီအဆုံးကိုကျွန်တော်ပြုံးပြုံးလေးခံယူလိုက်မယ်ဆိုလားကျင်ညာရင်းနဲ့ကျွန်တော်ရဲဘော်တွေအားလုံးတရုတ်တင်ပြောဒါပြင်ပါတီဝင်တွေပါတီကကိုယ်စားလှယ်တွေကိုလည်းလာမယ့်2015ရွေးကောက်ပွဲအတွက်အနိုင်ရဖို့ဆိုတာမျိုးကိုထက်သွင်းစဉ်းစားမနေဘဲနဲ့ကိုလုံးဆရာရှိတာတွေကိုပြက်ပြက်သားသားလှုပ်ဆောင်ကြဖို့လည်းဥက္ကဋ္ဌကတိုက်တွန်းပြောကြားလိုက်တာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲဘော်တွေဆွေးနွေးခဲ့တဲ့အထက်မှာ ပါတဲ့ချက်ကိုပြောပြစီ။ဒါကျွန်တော်တို့ဒီနေ့လုပ်နေတာဒီမိုကရေစီစနစ်ကြီးကူးပြောင်းဖို့စနစ်ပြောင်းဖို့ကျွန်တော်လုပ်နေတာ။စနစ်ပြောင်းဖို့လုပ်တဲ့အတွက်အာဏာပြဿနာကြီးကျွန်တော်တို့အတွက်အဓိကမဟုတ်ဘူး။ပြည်သူလူထုကိုအလုံတွေပြုတ်ရေးကြည့်တာလေ။ကျွန်တော်တို့ရဲ့အဓိကတောင်းဖြစ်ပါလေ။နောက်တစ်ခုကခုနကကျွန်တော်ရဲဘော်တွေဆွေးနွေးတဲ့အခါမှာကျွန်တော်အော်ပါလေ။အခုလို့2015ရွေးကောက်ပွဲအတွက် ကျွန်တော်ရဲဘော်ဒီတော့စိတ်အားထက်တာနေရတယ်ဟာကျွန်တော်က2015နဲ့ပတ်သက်ရင်ကျွန်တော်ဆင်းကိုမဆင်းလာဘူးဘာလို့မဆင်းလာလဲဆိုရင်ဟာလာအခုကျွန်တော်တို့ပြည်သူတွေကိုစနစ်ပြောင်းကာလအတွက်ကြိုးပမ်းတဲ့ခါမှာအလုံးနဲ့တက်တည်ပြဖို့လိုတယ်เนาะအလုံးနဲ့တက်တည်ပြနိုင်ဒီနေ့မြပြည်သူလူထုကအကြက်ပြတ်ပါလိမ့်မယ် ဒီခန်းသားမှာပဲမြို့သားဒီမိုကရေစီပါတီတဲ့လွတ်တော်ကိုယ်စားလှယ်တွေကလည်းသူတို့ရဲ့လွတ်တော်ကိုယ်စားလှယ်တက်တန်းအတွက်လှုပ်ဆောင်ခဲ့တဲ့အချက်တွေကိုလည်းရှင်းလင်းပြောကြားခဲ့ကြတာပါမြန်မာဒီမိုကရေစီပါတီတဲ့ဟာ2010ရွေးကောက်ပွဲမှာမြန်မာဒီမိုကရေစီအင်အားစုပါတီကလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့နောက်ပိုင်းမှာဦးသိန်းညွန့်ဦးဆောင်တဲ့လွတ်တော်ကိုယ်စားလှယ်အချုပ်ကခွဲထွက်ပြီးတော့တည်ကြားအနေနဲ့နိုင်ငံရေးပါတီတစ်ခုကိုတည်ထောင်လှုပ်ရှားလာခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ကမဟုတ်မြတ်ပါခင်ဗျာသူကုမ္ပဏီလက်အောက်ခံ Elite Tech Company ဟာမြန်မာဆက်သွယ်ရေးကနေပြီးတော့ဒီ operator လုပ်ငန်းလုပ်ကင်ဖို့တင်တာခေါ်ယူရင်ဝင်ရောက်လျှောက်ထားမဲ့အကြောင်းကုမ္ပဏီတာဝန်ရှိသူဦးဆိုင်ခင်မောင် A ရဲ့ပြောဆိုချက်ကိုကိုးကားပြီးတော့အခုဒီဘက်ထုတ် internet channel မှာပေါ်ပြထားပါတယ်။အလောလောဆယ်မှာဆက်သွယ်ရေးကဏ္ဍမှာမြန်မာဆက်သွယ်ရေးတခုတည်းကပဲ operator အဖြစ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒီဆက်သွယ်ရေးဥပဥပဒေကိုလွတ်တော်မှအတည်ပြုပြီးသွားရင် operator ၄ခုထားပြီးတော့ပြည်တွင်းပြည်ပကုမ္ပဏီနှစ်ခုကိုတင်တာတွေခေါ်ယူပြီးတော့စနစ်တကျရေး ရွေးချယ်သွားမယ်အကြောင်းမြန်မာဆက်သွယ်ရေးကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာကင်းနီနယ်မြေတွင်းမှာငင်းကြိုင်ဖြစ်စဉ်တွေကိုစောင့်ကြည့်ဖို့အဖွဲ့အစည်းတွေလိုအပ်တဲ့အကြောင်းကင်းနီမျိုးသားတိုးတက်ရေးပါတီကပြောဆိုလိုက်ပါတယ်ဥမုံတူကသတင်းပေးပို့ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအစိုးရနဲ့ပြစ်ကတ်ရက်စဲထားတဲ့ကင်းနီမျိုးသားတိုးတက်ရေးပါတီ KNPP ထိတ်တန်းခေါင်းဆောင်တအူးကထိုင်းမြန်မာနယ်စပ်ရှိသူတို့ရဲ့ခြေစိုက်ဒေသကနေ အခုလိုပြောလိုက်တာပါ။ဟောအမှန်ကတော့ကျွန်တော်တို့အာခရင်နေခရပြနေကလက်ရှိအချိန်ကြီးအရာကြည့်ရမယ်ဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့ရှိမှာတော့ပြင်းနေမှာ CPU တွေရှိတယ်။ဒီဘုဖွဲ့စည်းတွေပေါ့နော်။နေစားမှာလည်း CPU ဖွဲ့စည်းတွေရှိတယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့ Facebook နဲ့အာဆိုရချာထဲမှာကျွန်တော်တို့ခရရဆိုင်နဲ့ပတ်သက်ပြီးပြုလုပ်ပြင်ကြသဘောတူချက်တွေရကြရအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သဘောတူချက်တွေကိုကျွန်တော်တို့တကယ်ပဲလေးစားလိုက်နိုင်ရှင်ရှင် ဟိုပြည်သူလူထုတွေကိုလည်းပဲမဖက်စလုံးတပ်ဖွဲ့တွေကလည်းဒါလူခွေးထုတ်ပေါင်းမှုတွေထမဖြစ်ပေါ်မှုရှိရှိအဲ့ဒါတွေကိုစောက်ကြည့်လေ့လာဖို့တော့ကြားနေတဲ့အဖွဲ့အစည်းတွေတော့စောက်ကြည့်လေ့လာတဲ့အဖွဲ့အစည်းတွေရှင်းတင်ရလို့ကျွန်တော်တို့အမြင်ရှိတယ် KNPP ဟာနှစ်ပေါင်း90ကြာ အစိုးရအဆက်ဆက်နဲ့တိုက်ခိုက်နေခဲ့ရာကအခုအခါမှာတော့အပြစ်ကရက်စဲရေးပြုတ်လုထားပါပြီဒီလိုအချိန်မှာဒေတာတွင်မှရှိနေတဲ့လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ငင်းချမ်းရေးစောင့်ကြည့်အဖွဲ့တစ်ခုကိုဖွဲ့စည်းခြင်းနေတာပါ။ဟာအဲ့တော့ဒီလိုကျန်တဲ့စောင့်ကြည့်တဲ့အဖွဲ့အစည်းတူရှိဖို့ဆိုတဲ့နေရာမှာခုနပြောတဲ့ဖြည့်တွင်းမရတဲ့စာမှန်မှာရှိတဲ့အစည်းအဝေးဖွဲ့စည်းတွေကသူတို့ကိုယ်နိုင်သူတို့ကံမရှိဘူးသူတိုင်းကရေးရေးတင်းတင်းသူတို့ဖာသာသူတို့စုယုံကြပြီးတော့အဲ့လိုဖွဲ့စည်းတွေဖွဲ့ဖို့သူတို့စိတ်မြေဆန္ဒရှိတယ်လို့ပြောလို့လက်တွေ့အကောင့်တွေဖော်ပြတော့မှာဆိုရင်ကြောက်ကြမှုရှိတဲ့အတွက်ကြောင့်မလို့ သူတို့မလောက်နိုင်ဘူးလို့ပြောလို့ရတာပေါ့လေအဲ့တော့သူတို့ကိုကျွန်တော်တို့ထက်သလိုတကယ်ပဲလက်တွေ့နဲ့ပြင်မှာသူတို့သိချက်ဆောင်ချက်ထက်သလိုဖက်စီတွေတကယ်ပဲဖက်စီနိုင်အောင်ကျွန်တော်တို့ကသူတို့ပံ့ပိုးတဲ့အနေနဲ့အခုရပိုင်းမှာပဲ KNBB အခြေစိုက်ဒေသမှာပြုတ်လုခဲ့တဲ့ရေရှည်ငိမ့်ချမ်းရေးဆိုင်ရာအလုံယုံဆွေးနွေးပွဲမှာလည်းတက်ရောက်လာကြတဲ့ပြည်တွင်းပြည်ပ73ဘွဲ့ကအခုလိုငိမ့်ချမ်းရေးစောင့်ကြည့်မှုအဖွဲ့ဖွဲ့ရေးဆွေးနွေးခဲ့ကြပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါ အခုလက်ရှိပြဿနာတွေဖြစ်ပေါ်နေတဲ့မုံရွာခရိုင်ဆလင်းကြီးမြို့နယ်မှာလာမယ့်အောက်တိုဘာလကျရင်ဒီလက်ပရောင်းတောင်စီမံကိန်း area မှာပဲဒီပြည်သူညီလာခံကြီးအခုပြုလုပ်မယ်ဆိုပြီးတော့ဥဆောင်စီစဉ်နေသူတို့ဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားမိသားစုကျိုးဆောင်ခွင့်ရဲ့အဖွဲ့ဝင်ကိုဟန်ဝင်းအောင်ကပြောပါတယ်မြန်မာနိုင်ငံလူဦးရေရဲ့80ရာခိုင်နှုန်းလောက်ရှိတယ်လေသမားတွေအနေနဲ့လေယာလုတ်ပိုင်ခွင့်လွတ်လွတ်လပ်လပ်မရှိတာကိုမိမောင်းထိုးပြဖို့ရည်ရွယ်ချက်နဲ့အခုလိုကျင်းပတာဖြစ်တယ်လို့ဆိုပါတယ်ဒီဘွဲကိုလုတ်သမားလေသမားနဲ့ចောင်းသားတမကတွေတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ ဥပဒေပညာရှင်တွေသာသနာ့ဆိုင်ရာဖွဲ့ဝင်တွေမြို့သားယဉ်ကျေးမှုထိန်းသိမ်းရေးဖွဲ့ဝင်တွေကိုလည်းဖိတ်ခေါ်သွားမယ်လို့သိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ပြည်ပခါရီနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံတမန်ကြီးဦးဆောင်တဲ့အဖွဲ့ကစစ်တွေမျိုးပေါ်မှာရှိတဲ့နိုင်ငံရေးပါတီတွေလူမှုရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းဒေါက်ခင်ယူပါကတင်ဆက်ထားပါတယ်ခင်ဗျာ မြန်မာနိုင်ငံဆိုင်ရာပြည်ထောင်တမကြီးမစ္စတာအန်ဒရူးဟိုင်ယန်ရဲ့အဖွဲ့ဟာအော်တိုဘာလ2ရက်နေ့ညနေပိုင်းကစစ်တပ်မျိုးပေါ်ရှိနိုင်ငံရေးပါတီတွေလူမျိုးရေးဖွဲ့စည်းတွေနဲ့တွေ့ဆုံပြီးရခိုင်ပြည်နယ်မှာလက်တလောဖြစ်ပွားနေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ကျွန်တော်တို့တောက်တောက်ပန်းနေ projects တွေဟာဆိုယူဆဝိချက်တုံးချက်ရှိပါတယ်။ချက်ပထမချက်ကအာ Democratic San Chain San Nong Rui San Nong Rui ကိုဟိုတောက်ကန်နေဟိုမြင်အောင်ဆောင်ရွက်နေတဲ့ဟို projects တွေကိုယူဆပါတယ်။ Now the check က လူအခွင့်အရေးနေပတ်တဲ့ဟိုမှာလူအခွင့်အရေးပညာရေးတမမလူအခွင့်အရေးဟိုချွေးဖောက်ဘူးတွေမရှိအောင်ဆန်းရွက်နေဒီ project တွေဖြစ်တဲ့အဲ့ဒီဟာတွေထောက်ထောက်ပံနေ now to check အကြီးမှာလေ ရခိုင်ပြည်နယ်စစ်တေကရခိုင်တိုင်းရင်းသားများတိုက်တက်ရေးပါတီ RNDP မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဝင်လက်ကြည်လက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအပါအဝင်လူမှုအဖွဲ့အစည်းတချို့ကကိုယ်စားလှယ်တွေနဲ့စစ်တေမြို့ကနော်တန်ဟိုတယ်မှာတွေ့ဆုံဆွေးနွေးကြကြတာပါ။တို့နဲ့ရှိမယ်မရှိဘူးဆိုတော့ကျွန်တော်တို့ကလိုအပ်ချက်တွေနဲ့ needs နဲ့ problem တွေတင်ပြလိုက်ပါဘူး။ကျွန်တော်တို့ကတင်ပြတာပါနော်။ဒါပေမဲ့ရှိလာနိုင်ဖို့တော့မျှော်လင့်နေတယ်။မန်တီကရှိမရှိဆိုတော့သူတို့ရဲ့ကာယကံရေးဆုံးဖြတ်ချက်ပေါ်မူတည်ပါလိမ့်မယ်။ င်္ဂလာမတူဘောနော်ကျူးစလို့ရှိရင်ဒီ crash ဖြစ်တဲ့ဟိုလူဖြစ်လာလဲပါ냐ဘောနော်ကျွန်တော်အနေနဲ့ကြတော့ဒီ CS ဆိုတဲ့က Civil Society Organization Development ပိုင်းမှာ discrimination လို့လူခံစားနေရတဲ့တိုင်းတာကျွန်တော်တို့ဘာတွေပြောရလဲ farm resource တွေဆိုပြီးကျွန်တော် capacity building လို့လည်းဥဆောင်ဖြစ်ဆက်ပေးနိုင်မလားဆိုပြီးတော့သင်ပြလိုက်တယ်နော်ဒါဖြစ်လာမယ်မဖြစ်လာဘူးဆိုတော့တို့ရဲ့တာဝန်ကိုထင်ပါတယ် ပြည်ထောင်သံမန်နဲ့အဖွဲ့ဟာရခိုင်ပြည်နယ်ရဲ့ပြည်ပခဖြစ်ပွားနေတဲ့မောင်တော်ဘူးတိတောင်ရသိတောင်ဆားတဲ့ဒေသတွေကိုတွားရောက်ပြီးပြည်ပခဖြစ်တဲ့ဗန်နဖက်စလုံးကိုတွေ့ဆုံဆွေးနွေးမယ်လို့လည်းသိရပါတယ်။ပြည်ထောင်နိုင်ငံအနေနဲ့တံမကြီးကိုရိုင်းရခိုင်ရေးတွားရောက်ဆုံဆန်းလေးလာတာပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ကျွန်မခင်ယူပါပါရှင်။နဖက်စလုံးဆိုတော့ရဟိုအနေအထားနဲ့အနောက်ပြည်တော်ကဒီလက်ရှိအခြေအနေဆိုတော့ကောင်းကောင်းနားလည်အောင်ကျွန်တော်အဒီအမြောက်ပိုင်းတွေစစ်သွားမယ်။ဟုတ်ကဲ့ပါ ပုဂ္ဂလိက FM Radio Line နှစ်ခုကဂီတအစည်းအုံကိုပေးဖို့ရှိတဲ့အကျွေးချံွေတိမ်ပေါင်း1900ကျော်ကိုအောက်တိုဘာလ2ရက်နေ့မှာအလောက်ရောက်ပြီးချိန်ခဲ့တဲ့အကြောင်းဂီတအစည်းအုံတာဝန်ရှိသူတို့ဖြစ်တဲ့တေးရီညင်မိုးအောင်ကပြောပါတယ်မန္တလေး FM နဲ့တင်ဆက်ဝရီ FM Line နှစ်ခုကနေပြီးတော့သူတို့ရဲ့ Radio Line တွေကနေလွှင့်ထားတဲ့သချင်းတွေအတွက်အခုလိုထုတ်လွှင့်ကပေးအပ်တာလို့သိရပါတယ်အဲ့ဒီငွေတွေကိုထုတ်လွှင့်မှုအကြိမ်ရေလိုက်တေးရီတေးဆိုဂီတဝိုင်းအတန်ဖန်းထုတ်လုပ်သူတွေကြားမှာအချိုးကျခွဲဝေယူကြမယ်လို့သိရပါတယ်ခင်ဗျာ မကွေးတိုင်းငဖဲမြို့နယ်အတွင်းမှာလယ်သမားတွေကိုစီမံကိန်းသိမ်းနှံအပြင်စပားတွေအတင်းအကျပ်စိုက်ခိုင်းနေတဲ့အတွက်လယ်သမားတွေဆုံးရှုံးနေတာတွေအကြောင်းဥအောင်စောထက်သတင်းပေးပို့ထားပါတယ်ခင်ဗျာမကွေးတိုင်းဒေသကြီးငဖဲမြို့နယ်အတွင်းချင်းစုရက်ရှိလယ်သမားတွေကိုစီမံကိန်းသိမ်းနှံစပားအတင်းစိုက်ခိုင်းခဲ့ရာမနစ်ကစိုက်ပျိုးချိန်မှာစပားပိုးကျခဲ့တာကြောင့်လယ်သမားတွေငွေကြေးလိုအားစသဖြင့်များစွာဆုံးရှုံးနေတာခဲ့ကြရပါတယ်တစ်ခါကကျွန်တော်စိုက်ရုပ်ပြီးပါတယ်ခင်ဗျာမနေ့တုန်းကဆိုရင်ကျွန်တော်တို့ဒီလဲခွတ်တွေဟာညှိုးကြတယ်ခင်ဗျာဟုတ်ကလဲ ို့အဲစိုက်ထားတဲ့မြို့ပဲနေမှာပို့ရကြတော့မှစိတ်နာနေမထွက်ဘူးခင်ဗျအခုနေ့မှာတော့ဒေသခံလေသမားတွေကတခွာခရမ်းကျင်ပဲတိုင်အောင်စတဲ့အစီအပြေအသီးနှံတွေပြောင်းလဲဆက်ပြိုးထားကြပါတယ်အခုလောလောဆယ်ခရမ်းကျင်တခွာပဲဒီဘောဘကတာမုံလာခဲ့မှာခင်ဗျလက်ရှိစိုက်ပျိုးထားတဲ့တီးနှံတွေအောင်မြင်နေချိန်မှာကျေးရွာအုပ်ချုပ်ရေးမှူးကဆက်ခင်းတွေကိုဖျက်ဆီးတယ်လို့ဆွဆွဲပြောဆိုခဲ့ပြီးစဘာအတင်းဆက်ခိုင်းနေတာကြောင့်ဒေသခံစိုက်ပျိုးသူတွေ များစွာဆုံးရှုံးနိုင်တယ်လို့ဒေသခံလယ်သမားတူကပြောပါတယ်။တော့ဒီနေ့ကျွန်တော်စန့်ကြည့်တဲ့အနေနဲ့ဒီဒီဆဲ့တို့တခွားတို့ခရမ်းကျင်တို့ကျွန်တော်စန့်ပြီးတော့စိုက်ရုပ်ရခင်ဗျာ။ဟုတ်ကဲ့။စိုက်ရုပ်တော့အခုလောလောဆယ်လက်ရှိရရကဆိုတော့အဲ့ဒီအဖွဲ့ကမနေ့ကကျွန်တော်ကိုခေါ်ပြောပါတော့အခုမှပြုတ်ထောင်ရအောင်ဆိုရင်တလဆိုက်တလပြုတ်ထောင်ပြရမှာခင်ဗျာတလပြုတ်ထောင်ပြလို့ချင်းသူတို့ဆေးရတာနဲ့ကျွန်တော်ရဲ့စကားဝင်ပူတာနဲ့ကိုတိုက်တင်တော့လေချင်းကျွန်တော်ရအခုဒီနေ့နဲ့ပြည့်စုံမှန် နောက်ထပ်စဘာတိနံစိုက်ရလို့ရှိရင်လည်းကျွန်တော်မှနှစ်ခုဆုံးရှုံးမှုဖြစ်တော့ဟာကိုကျွန်တော်တင်ပြပါကာလတန်းကြီးအပြင်ကျွန်တော်ကမှ6သိန်းနဲ့9သိန်းကိုကျွန်တော်ဆုံးရှုံးသွားမှာပါခင်ဗျာကျွန်တော်လည်းကွက်ကိုဖြစ်သိမ့်ပြီးတော့လဲစိုက်မှမစိုက်မဆိုးပြီးတော့မှပြောတဲ့အချိန်မှာကျွန်တော်လုံးဝမဖြစ်သိမ့်နိုင်ပါဘူးခင်ဗျာဒီအခုစိုက်ပြုတ်ထားတဲ့တိနံကိုအရင်နေ့ကစိုက်ပြိုးချိန်ကစဘာပိုးတစ်မျိုးဖြစ်တဲ့နီတိုပိုးကြတာကြောင့်လယ်သမားတွေငွေကြေးလိုအားလို့ဆုံးရှုံးခဲ့ရပါတယ် တခွာခရမ်းကျင်ပဲတိုင်တော်စတဲ့တီးနံပြောင်းလဲဆက်ပြိုးတဲ့အခါအောင်မြင်တာကြောင့်အခုနှစ်မှာလယ်သမားတွေကစပောက်ကိုပြန်မဆိုင်ချင်ကြလားလို့ရှင်းပြကြပါတယ်ကျွန်တော်အောင်စောထက်ပါနေဆက်ကိုကြော်ဖြတ်ပြီးတော့နိုင်ငံတွင်းမတိတရားမဝင်တင်သွင်းလာတဲ့လိုင်စင်မဲ့ဆိုက်ကယ်တွေကိုအခွန်အခပေးပြီးတော့မှတ်ပုံတွေလုတ်ပေးနေတဲ့ကာလကိုနောက်ထပ်တစ်လအထက်မှန်တိုးမြှင့်ပေးလိုက်တဲ့အကြောင်းနိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြထားပါတယ်ကျော်လ၄ရက်နေ့ကနေပြီးတော့အော်တိုဘားလ၄ရက်နေ့ထိ၄လစီမံချက်နဲ့ဆိုက်ကယ်လိုင်စင်တွေထုတ်လုတ်ပေးနေခဲ့ပြီးတော့ အမျိုးနယ်တချို့ကလိုင်စင်ရုံးတွေမှာစိုက်ကဲလိုင်စင်လုပ်သူတွေပြည့်ကျက်နေတဲ့အတွက်ညအိတ်တန်းစီနေရတဲ့သတင်းတွေထပ်ပေါ်နေပါလေအဲ့နောက်မှာအခုလို့ဆိုရကနေပြီးတော့နိုဝင်ဘာလ၄ရက်နေ့ထိနောက်ထပ်တစ်လထပ်တိုးပေးလိုက်တာဖြစ်ပါတယ်အပြီးခဲ့တဲ့လေးလစီမံချက်ကာလအတွင်းမှာနိုင်ငံတော်မှာစိုက်ကဲအစည်းအဝေး၈၃၉000ကျော်တရားဝင်ပတ်ပုံတွေလုပ်ပေးခဲ့တယ်လို့လည်းအဲ့ဒီသတင်းမှာဖော်ပြထားပါတယ်ခင်ဗျာ အပြည်ဆိုင်ရာတကြီးရွယ်ကများနေခန္ဓာကိုတင်းနေသာဤတိုင်းဒဝဲမြို့မှာလည်းကျင်းပခဲ့တဲ့အကြောင်းဥမောင်တူးကသွင်းပြပထားပါတယ်။ဟုတ်ကဲ့ပါတကြီးရွယ်ကများနေခန္ဓာကိုတင်းနေသာဤတိုင်းဒဝဲမြို့သာသနာ့ဗိမာန်တော်ကြီးမှာကျင်းပခဲ့ပါတယ်။ဆိုင်ရာတကြီးရွယ်ဦးများနဲ့ခင်မအခမ်းအနားစတင်ဖွင့်ပြရန်ဖြစ်သည့်အတွက်အခမ်းအနားကဘာတကြီးရွယ်ဦးများနေ့အဖြစ် အော်တိုဘာလာတရက်နေ့ကို နှစ်စဉ်သတ်မှတ်ကျင်းပနေတာပါဘာမှမသိလို့ကြပါစေတတိယဝဆက်ဆက်ရေးလုပ်ငန်းများဒီမှာစာသက်ပို့လို့ဒီဆောင်ရွက်နိုင်ကြပါစေလို့ရှိဦးတာဆန္ဒပြုပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကောင်းကောဘုဇဘုံနဲ့ကစားပြီးဒီပေတဲ့တဲ့နတ်ဘုံနဲ့ဟာကြောင်းနေတာကိုကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမြင့်တရားကြောင်းနေတဲ့လက်ရှိကြောင်း ေးရပါမယ်။ဘုရားမယ်။ဒီဘာဘောပစီယုဒိလေးစားပြီးခန္ဓာနာတာပုံရင်ကျေးဇူးရှင်များဖြင့်ဥဒေပန်စင်နေ။ဘာမှုမှားပါလေနီကျေးဇူးဆက်ခြင်းတတိယဘုရားဘုရားများဘောသာနာစာဘာတုသာတိကျေးဇူးဆောက်ဆောက်တတ်တဲ့သက်ကေတာဘရဝပြုကြဘူးရောတနေ့လာဤတိုင်းကြီးကဤဘုန်းကြီးကျောင်းကနေတနေ့တို့အေးကြီးကိုင်တို့ မုထာယအစိုးရဖွဲ့ဝင်ဝန်ကြီးများနဲ့ဌာနဆိုင်ရာအသင်းဖွဲ့အောင်ထက်ပြက်လောကပြာနိုင်ငံမင်္ဂလာစုများနဲ့တကွာမိမိတို့ဤအလိုရှိကတောင်းတာဟာလောကီသိနေချမ်းသာဉာဏ်ရတနင်္လာဤတိုင်းအတွင်းမှာငိမ့်မြို့တောင်းတရာဘိုးဘွားရိတ်တာနဲ့တဝဲခရိုင်ဘိုးဘွားရိတ်တာတွေရှိနေကြပါတယ်ကျွန်တော်မောင်တူပါဘိုးဘွားရော အခုတည်းအာဆီယံဆူဇူကီဖလားဘောလုံးပြိုင်ပွဲမှာဘူဆွဲတဲ့အသင်းဟာ2010လုံးကရတဲ့စုဂျေးထက်နှစ်ဆပိုပြီးတော့အမေရိကန်ဒေါ်လာ2သိန်းရရှိမဲ့အကြောင်းအာဆီယံဘောလုံးဖွဲ့ချုပ် website မှာသတင်းထုတ်ပြန်ထားပါတယ်။ဒုတိယရတဲ့အသင်းကိုစုဂျေးငွေဒေါ်လာ9000 9500စီမီဖိုင်နယ်မှာရရှိတဲ့2သိန်းကိုဒေါ်လာ9000စီပေးဖို့တတ်မှတ်ထားတယ်လို့သိရပါတယ်။ဆူဇူကီဖလား ခြေစစ်ပွဲစဉ်တွေကိုရန်ကုန်မြို့သူ့နောက်ကွဲမှာတနေ့ကိုနှစ်ပွဲနှုံးတဲ့လက်ခံကျင်းပဖို့ရှိပြီးတော့အခုဒီကနေ့တောက်ကြနေမှာစတင်မဲ့ပွဲစဉ်တွေမှာတော့ကမ်ဘောဒီးယားနဲ့ဒီမွန်မြန်မာနဲ့ဘရူနိုင်းတို့ကစားမယ်လို့သိရပါတယ်ခင်ဗျာ